ချင်းချင်သားတွေကိုပွပွလင်လင်ထုတ်ပြောလာတဲ့မေမြင့်မဟုတ်အလုံးမဲမင်္ဂလာပါပရိသတ်ကြီးရှင်အနုပညာလုံးလေးတွေမှာရောအပြင်ကစီးပွားရေးအလုပ်တွေမှာပါအောင်မြင်နေတဲ့မင်းသမီးလေးမင်းမြင့်မို့ကတော့အခုလက်ရှိမှာလေရိုက်ကူရေးလေးတွေမှာစတိုင်ရိုက်ကူပေးနေရပြီမင်းမြင့်မို့ကတော့အနုပညာလုံးလေးတွေမှာပရိသတ်ကြီးရဲ့အပြေးဝေးရမှုတွေကိုအပြေးဝရရှိနေပါတယ်အခုဆိုရင်မင်းမြင့်မို့ကပကြီဆဲရာတွေကိုတင်ယူနေပြီဖြစ်ကြောင်းဆိုပါတယ်မင်းမြင့်မို့ကတော့သူဖြစ်ချင်တဲ့ဝတ္တနာပါလေးတွေနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲထုတ်ပြောလာခဲ့ပါတယ် မေမြင့်မော်ကကိုတော့ရေးစေးလေးတင်နေရပါတော့။ပကံမှာဆိုရင်ပကံဖျားပုံလေးတွေတက်ပြရဲ့အပုံလေးတွေကိုဆွဲတာများပါရေပေါ့နော်။နောက်ပိုင်း location မှာသွားဆဲခြင်းနဲ့အဲ့ဒါကလည်းနောက်ပိုင်းအိမ်မက်လေးပေါ့။မေမြင့်မော်ကကိုမအခြေခံတည်ယူနေတဲ့အချိန်ပဲရှိပါသေးတယ်။ဝီကြီးဆွဲရတာကိုသဘောကျတယ်။သူကဒီထဲမှာပဲစိတ်ကိုပူကက်ထားတာဆိုတော့တခြားအပြင်သူတွေလည်းမရောက်တော့ဘူးပေါ့။အဲ့ဒီခန်းစားချက်လေးကိုသဘောကျလို့ပါဆိုပြီးမေမြင့်မော်ကပြပြလာခဲ့ပါရေ။ မင်းမြို့ကတော့ပကြီဆွဲတာကိုတင်ယူရဲ့တစ်ဖက်မှာလည်းအနုပညာလုပ်လေးတွေကိုလောက်ကိုင်းနေလျက်ရှိပါတယ်။မင်းမြို့ကတော့ဇလန်တွဲတွေနဲ့လည်းအောင်မြင့်နေပြီးပြည်ရဲ့အာဘေးဝေးရမှုတွေကိုအပြေအဝရရှိနေတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။မင်းသမီးလေးမေမြင့်မို့ကတော့လာမယ့်စကားတွေကိုလည်းလက်ခံရိုက်ကိုသားမှဖြစ်ပြီးအခုလက်ရှိမှာတော့မေမြင့်မို့ကပိုင်တကွန်နဲ့ပုတ်ပါတောင်မှတွားရောက်ပြီး ရိုက်ကူသွားမယ်လို့လည်းသိရပါဗျ။ရိုက်ကူရေးတွေမှာစက်တိုင်းရိုက်ကူနေရတဲ့မင်းသမီးလေးမေမြင့်မကတော့နောက်လာမယ့်လတွေမှာလည်းရုံရှင်ဇက်ကားကြီးရိုက်ကူသွားဖို့ရှိကြောင်းကိုလည်းထုတ်ပြောလာခဲ့ပါဗျ။ဘိုင်ဒရီကလည်းလာမယ့်အမှုပြောင်းလှောင်မှုလေးတွေကိုစောင့်ကြည့်အားပေးနေကြပါဗျ။ မင်းမြင့်မူကတော့အနုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေကိုရရှိနေပြီးသဝဒနာပါတဲ့အရာလေးတွေကိုပါကြိုးစားပြီးတော့တည်ယူနေလျက်ရှိပါတယ်။မင်းမြင့်မူကတော့ဒီကနေ့မှာပွဲလေးတပွဲကိုတက်ရောက်လာခဲ့ရင်သူဖြစ်ချင်တာလေးတွေကိုပါဝိရတွေကိုပြောပြလာခဲ့ပါတယ်။မင်းမြင့်မူကတော့ခလရှင်မှာရုပ်ရှင်စကားတွေကိုတောက်လျှောက်ရိုက်ကွတ်သွားမယ်လို့သိရပါတယ်။မင်းသမီးလေးမင်းမြင့်မူကတော့အလတ်ချိန်လေးတွေမှာပကြီဆွဲဖြစ်နေပြီးသဝဒနာပါလေးတွေမှာတစ်ဖက်တစ်လမ်းအနေကြိုးစားလုပ်ကိုင်းနေလျက်ရှိပါတယ်။အပြုံးချိုချိုလေးတွေနဲ့လှပချစ်စရာကောင်းတဲ့မင်းမြင့်မူကတော့ အနုပညာလုပ်လေတွေမှာနေရာတစ်ခုထည်ရောက်ရှိအောင်မြင်နေတယ်လို့အခုချိန်ထိလည်းတယောက်တည်းအေးချမ်းချမ်းလေးဖြတ်တဲ့အနုပညာလုပ်လေကိုလောက်ကိုင်းနေရပါအခုစိန်မြင့်မြို့ကအိမ်တော်ပြောရမယ့်အတည့်ရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီးသူမရဲ့အခြေရေးကိုတော့အခုချိန်ထိတည်ဝဲချပြခြင်းမျိုးမရှိသေးပါဘူးဗီဒရီကတော့မြင့်မြို့ရဲ့လှူရှာမှုလေးတွေကိုစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်မင်းသမီးလေးမြင့်မြို့ကတော့အခုချိန်ထိအနုပညာလုပ်လေတွေကိုစူးစမ်းလောက်ကိုင်းနေပြီးပရိသတ်ရဲ့အားပေးဝေးရမှုတွေကိုအပြေအဝရရှိနေခဲ့ပါတယ် ။မင်းမြင့်မော်ကတော့သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့နှလုံးသားကိုလည်းဦးစားပေးသွားမှာဖြစ်တယ်လို့အုံနောက်နဲ့လည်းစဉ်းစားသွားမယ်လို့ဆိုပါရယ်။အဲဒီကြောင့်လေးတွေကိုတော့မင်းမြင့်မော်ကခုလိုပဲပြောပြလာခဲ့ပါရယ်။မင်းမြင့်မော်ကကိုယ့်ရဲ့အခြေအနေကိုတော့နှလုံးသားနဲ့အုံနောက်နှစ်ခုမျှတွေ့ရပါတော့။နှလုံးသားကြည့်ပဲဆိုရင်လည်းမှားတက်တယ်။အုံနောက်ကြည့်ပဲဆိုရင်လည်းမကောင်းပါဘူး။ကိုယ်သဘောကျတဲ့သူကိုပဲရွေးချယ်သွားမှာပါလို့ပြောထားပါရယ်။ မင်းသမီးလေးမင်းမြင့်မို့ကတော့ဆပါချင်းစရာကောင်းပြီးတယောက်ဆောင်ရမှာလေပြပင်ကောင်းမွန်တဲ့အတူလေးဖြစ်တာကြောင့်အနုပညာလုပ်လေးတွေမှာပရိတ်တရအားပေးဝေးရမှုတွေကိုအပြေဝရရှိနေပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးထားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့စီဝင်စာဖွဲရဆီလီတဲ့အကြောင်းအတင်းနဲ့အတူပြလာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ဗရီတနိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်။အဆုံးတီအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။